2025ခုနှစ်မေလ6ရက်နေ့အင်္ဂါနေ့မိုးလေဝသယူရုများမှတိုင်းတာရရှိချက်တွေပေါ်လာနေပြီးတော့မြန်မာနိုင်ငံရဲ့မိုးရာသီဒီလန်းကာလကိုစတင်လေ့လာမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့လေ့လာချက်တွေဟာလေစီးကြောင်းနဲ့ရေငွေ့ထုတ်လွှတ်မှုပေါ်ကိုအခြေခံပြီးတော့စဉ်းစားတွက်ချက်မှုဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီကနေ့ဘင်္ဂလားပင်လယ်ကလာတဲ့လေစီးကြောင်းဟာရှေ့ဘက်ကို သွားပြီးတော့မှမြောက်ဘက်ကိုကွတ်တက်သလိုပဲတောင်ဘက်ကိုဆင်းပြီးတော့တရားဝတီရန်ကုန်တိုင်းပဲခူးတိုင်းကနေပြီးတော့မြမပီအလဲချောင်းပူတဲ့ဒေသအထိတက်သွားပါတယ်အဲ့ဒီလိုတက်သွားတဲ့အချိန်မှာမြောက်ဘက်ကလာတဲ့လေးများကြောင်းမလို့မုံရွာခရိုင် မန္တလေးခရိုင်သခိုင်းတိုင်းအတွင်းမှာ လေတုရှုပ်ထွေးမှု ဖြစ်နေတာကိုကျွန်တော်တို့တိုက်တာတဲ့ဂျူလူတွေပုံရ တွေးရှိရမှာဖြစ်ပါတယ်။ဒီလေရုရှုပ်တွဲမှုဟာဘယ်နည်းမှအားကောင်းလာမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ command set တွေကမြမပြည်လေဘန်းကလေရုရှုပ်တွဲမှုဟာ9ရက်10ရက်17ရက်မှာအင်မတန်မှာအားကောင်းလာနိုင်တဲ့ဒီဇိုင်းဝဲတစ်ခုအတွင်ကို ပြောင်းသွားနိုင်တယ်လို့ကျွန်တော်တို့အပူအေးဖလဲမှုဒီစီးချောင်းကနေပြီးတော့ပြသနေပါ ဗင်္ဂလားပင်လယ်ကပတ်ပြီးတော့ဝင်လာတဲ့ဒီညိုရောင်တိမ်တွေဟာမြမာပြည်အလဲပိုင်းအေယာရီမြစ်ဝမ်းတလျှောက်မြေနှိမ်ဒေသတွေကအပူရင်ကြောက်မလို့အပေါ်ကိုတက်သွားတာကိုကျွန်တော်တို့တွေ့ရမှာပါအဲ့ဒီတိမ်တွေကအပေါ်ကိုဆက်တဲ့ရင်းနဲ့အေးအမှတ်ကိုရောက်လို့ရှိရင်တော့ပြန်ကြမိုးအနေနဲ့ရွာကြလာမှာဖြစ်ပါတယ်ဘယ်အချိန်မှာပြန်ကြမလဲဆိုတာကိုကျွန်တော်လေ့လာမယ်ဆိုရင်တော့ ဒီကနေ့အင်္ဂါနေ့6ရက်နေ့မှာဆိုရင်ကချင်ပြည်နယ်သခိုင်းတိုင်းတစ်ပိုင်းမိုးရွာမှာဖြစ်သလိုပဲကရင်ပြည်နယ်မွန်ပြည်နယ်သတင်းတိုင်းတိုင်းမှာလည်းဆက်လက်ပြီးတော့မိုးများနိုင်တဲ့နေသားရှိပါတယ်။တိုင်းနဲ့ပြည်နယ်အနှံ့မှာတော့စောစောကကောင်းကင်ကကျလာတဲ့မိုးကြောင့်မလို့အချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးပွဲလေးတွေကျနိုင်ပါတယ်။ လာမဲ့9ရက်နေ့မှာဆိုလို့ရှိရင်လည်းအထို့အတူပဲမြန်မာပြည်မြောက်ဘက်ကစကိုင်းတိုင်းအချင်းပြည်နယ်ရှမ်းပြည်နယ်မှာမိုးနှဲငယ်ကျနိုင်တယ်လို့ပဲရခိုင်ပြည်နယ်မှာမိုးကျမယ်ပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းမှာဆက်လက်ပြီးတော့မိုးကျနိုင်ပါတယ်လာမဲ့10ရက်နေ့မှာတော့ရခိုင်ရိုးမတောင်နှမ်းပေါ်မှာမိုးနှဲငယ်ကျပြီးတော့စကိုင်းတိုင်းအထက်ပိုင်း ကချင်းပြည်နယ်အထက်ပိုင်းမှာမိုးကျသလိုပဲမွန်ပြည်နယ်နဲ့သတင်းနာရီတိုင်းကရင်ပြည်နယ်မှာမိုးအနှဲငယ်ဆက်ကျနိုင်ပါတယ်ထို့အတူပဲမမာပြည်အချို့နေရာတွေမှာပြန်ကြမိုးအနေနဲ့မိုးပွဲလေးတွေကျနိုင်ပါသေးတယ်လာမယ့်6ရက်နေ့မှာတော့စောစောကပြောတဲ့လေဆိုင်ဝဲစတင်တော့တကြောင်မလို့ရခိုင်ရိုးမတစ်ခုလုံးမိုးကျနိုင်သလိုပဲမုံရွာနဲ့မန္လေးကြားမှာ မိုးနှဲငယ်ကြနိုင်ပြီးတော့နေပြီးတော့တောင်ပဲနေပြီးတော့အရှိပဲရှမ်းပြည်တောင်တန်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းတို့မှာစတင်ပြီးတော့မိုးကြတော့မှာဖြစ်ပါတယ်ထို့အတူပဲအခြားတိုင်းနယ်ပြည်နယ်တွေမှာလည်းမိုးပွဲလေးတွေစကြတာနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်လာမယ့်၁၀ရက်နေ့စနေနေ့မှာတော့ မြမာပြည်အရှိရန်တစ်ခုလုံးမှာနေရစိတ်စိတ်မိုးရွာသုံးနိုင်တဲ့အနေသားရှိပြီးတော့ဒီဝါရောင်ပြတဲ့ကချင်ပြည်နယ်၊သခိုင်းတိုင်းလေပိုင်းမန္တလေးတိုင်းနေပြည်တော်စစ်တောင်းမြဝန်းဒေသပဲခူးတိုင်းအထက်ပိုင်းရန်ကုန်တိုင်းရခိုင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်တို့မှာနေရစိတ်စိတ်စတင်ပြီးတော့မိုးရွာမှာဖြစ်ပါတယ် လာမယ့်၁၇ရက်နေ့ရောက်လို့ရှင်တော့ပုံဝပြီးတော့မိုးများလာလာတဲ့နေရာတွေကိုအဝါရောင်နဲ့ပြသထားပါတယ်မန္တလေးနဲ့စကိုင်းဖျိုင်းရခိုင်ရိုးမာမကွေးတိုင်းအေရာဝတီတိုင်းမြောက်ပိုင်းရန်ကုန်တိုင်းမြောက်ပိုင်းပဲခူးတိုင်းတစ်ခုလုံးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတို့မှာမိုးရေရင်တိတသမ၄လမကနေပြီးတော့ တသမ၈လက်မလောက်ဖြီးအချို့နေရာတွေမှာမိုးရွာသွန်းနိုင်တာကိုတွေ့ရပါတယ်။ရှမ်းပြည်နယ်တစ်ခုလုံးကလည်းဆက်လက်ပြီးတော့မိုးရွာသွန်းမှာဖြစ်ပြီးတော့ရှမ်းပြည်ရဲ့တောင်ပိုင်းချမ်းတစ်ခုလုံးဟာမိုးရေကြီးတတသမ၆လက်မလောက်ဖြီးရရှိနိုင်ပါတယ်။ထိုင်းနိုင်ငံဘက်ကိုလှမ်းကြည့်မယ်ဆိုလို့ရှိရင်တော့ထိုင်းနိုင်ငံအပေါ်ပိုင်းကရှင်းရိုင်းချင်းမိုင်မဲဆောက်ဘန်ကောက်နဲ့ ထိုင်းနိုင်ငံတောင်ပိုင်းတို့မှာလည်းဆက်လက်ပြီးတော့မိုးများနိုင်တဲ့အနေအထားကိုကျွန်တော်တို့တွေ့ရှိရပါတယ်။မေလ၁၂ရက်နေ့တင်းနာနေ့ကိုရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့ဒီဝါရောင်ပြတဲ့ဒေသတွေအကုန်လုံးက1.6လက်မလောက်ထိမိုးရေရရှိနိုင်ပါတယ်။အထူးသဖြင့်ကျွန်တော်တို့ချင်းတောင်တာရခိုင်ရိုးမအထက်ပိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းအရှိပဲ ပဲခူးတိုင်းကရားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့မကွေးတိုင်းနေပြည်တော်မန္တလေးတိုင်းရှမ်းပြည်နယ်တို့မှာဆိုလို့ရှိရင်မိုးနေရာစိတ်စိတ်မိုးရွာမှာဖြစ်ပြီးတော့သတင်းသာရီတိုင်းမှာတော့အနည်းငယ်မိုးပါသွားမှာဖြစ်ပေမဲ့လည်းချင်းမိုင်းချင်းရိုင်းမဲဆောင်နာအထိမှာလည်းနေရာစိတ်စိတ်မိုးရွာနိုင်တဲ့အနေအထားရှိပြီးတော့ ထိုင်းနိုင်ငံတောင်ပိုင်းမှာမိုးကြီးနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်ဒီနေရာမှာကျွန်တော်တို့သတိပေးချင်တာကငလင်လောက်တဲ့ဒေသတွေကိုအခြေပြုတော့မြန်မာနိုင်ငံတစ်ခုလုံးမှာရှိတဲ့မြေသားတွေဟာအဲ့ဒီငလင်လောက်တဲ့အချိန်ကြောက်မလို့မိုးပေါ်ကကျလာတဲ့မိုးရေတွေဟာမြေကြီးတွေကိုမဆင်းနိုင်မဲနဲ့ငိုရရရှိတဲ့ရေစီးဂလိုင်းလေးတွေကငလင်ကြောက်မလို့ပိတ်ဆို့မှုဖြစ်ပြီးတော့ မိုးရွာလို့ရှင်ခဏဒဲနဲ့အဲ့ဒီအပေါက်တွေပိတ်ပြီးတဲ့အခါမှာမကြခင်မှာမြေပြင်ပေါ်ကိုပြန်တက်လာပြီးတော့ကျလာတဲ့မိုးအားလုံးဟာမြေပြင်ပေါ်ကနေစီးနိုင်တဲ့တကြောင်မလို့ဒီနှစ်မှာတော့ကျွန်တော်တို့အထူးသတိထားဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီနှစ်မိုးရနိုင်တဲ့ပင်လယ်ပြင်ထုတ်လုမရေငွေ့နေထားတဲ့တွက်တဲ့အခါမှာမေလမှာတာမာနှစ်တွေထဲမိုးရေရေနှစ်လက်မှနှိပါ ပိုရနာတွေ့ရပါတယ်ဂျွန်လာတဲမှာဆိုလို့ရှိရင်ပါမန်ထက်မိုးနေငယ်ပိုရနာ တွေ့ရပါတယ်ဒီထဲမှာမှမုံတိုင်းဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့အများကြီးမိုးရနိုင်တဲ့တော့ကြောင့်လို့မြမအပြီးပေါ်ကြလာတဲ့ညမိုးတွေဟာရခင်တော့အလိုမျိုးမြေအောက်ရေဖြစ်စီးဆင်းမှာမဟုတ်ဖက်နဲ့မြေပေါ်ရေစီးကြောင်းအဖြစ် စီးဆင်းနိုင်တာဆိုလို့ရှိရင် ကျွန်တော်တို့အတွက်အာဏာရှိနိုင်ပါတယ်အဲ့ဒီတော့ကြောင့်မလို့ ကျွန်တော်တို့ကြိုတင်သတိပေးပါရယ်ကြိုတင်ပြင်ဆင်တာပါဥပမာအဖြစ်မြေမြုပ်မှာရွာတယ်မို့ဟာအနည်းငယ်ပါပဲဒါပေမဲ့မြေအောက်ကိုဆက်လက်စီစဉ်နိုင်ခြင်းမရှိတော့ကြောင့်မို့မြေပေါ်ကနေပြီးတော့ကြီးကြီးမားမားစီစဉ်သွားတာတွေ့ရပါတယ်ကံကောင်းတာကတရက်နှစ်ရက်တည်းမိုးရွာလို့အဲ့လိုရှိတာပါအခုလာမဲ့ဆယ်ရက်ကလိုမျိုးဆက်တိုက်မိုးရွာမှာဆိုလို့ရှိရင်တော့အဲ့လိုဒေသတွေဟာကျွန်တော်တို့အားလုံးရေပိဒုက္ခတွေ အဖြစ်ကိုရောက်သွားနိုင်တဲ့အကြောင်းမလို့ကြိုတင်ပြင်ဆင်ဖို့ကျွန်တော်သတိပေးပါတယ်လိုအပ်တာများရှိလို့ရှင်လည်းမေးများနိုင်ပါတယ်ကိုယ်သက်ထွေးနိုင် Telegram ကနေပြီးတော့ရုပ်သံဖိုင်တွေမကားမနဲ့အသံဖိုင်များနဲ့ထုတ်လုပ်ပြီးတော့မြန်မာနိုင်ငံအတွင်းမှာနေထိုင်ကြတဲ့သူ အားလုံးကိုတဘာဝဘေးအန္တရာယ်ပြင်ဆင်ဖို့အတွက်ကျွန်တော်တို့အားလုံးကြိုးစားလှုပ်ဆောင်နေပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်